စော်ရီလီနိုက်ပေးရတဲ့ဈေးနဲ့ထိုက်တန်သူရော်နယ်ဒိုသာရှိဘောလုံးကြောက်သူများအတွက်ကျမတို့ရဲ့ဝမ်းမြောက်ချမ်းသာချမ်းသာပြန်ပြီးကြိုဆိုလိုက်ပါမယ်။စော်ရီပရိုလီမှာမြန်မာရဲ့လုံအားကားနဲ့ထိုက်တန်တဲ့နိုင်ငံသားကစားသမားဆိုလို့ရော်နယ်ဒိုတယောက်သာရှိတယ်လို့စော်ရီအားကစားဝင်ကြီးဟောင်းမိုဆက်က ပြောကြားလိုက်ပါတယ်။2020ဒီဇင်ဘာမှာတိုက်စစ်မှုရော်နယ်ဒိုကအနာစာအသင်းကိုမြန်မာရဲ့လောက်ခလာစာနဲ့ရောက်လာခဲ့တာဖြစ်ပြီးရော်နယ်ဒိုရောက်လာပြီးနောက်မှာဥရောပရဲ့ကစားသမားတွေက Sorry Pro League စီကိုပြောင်းရွှေ့လာခဲ့ကြတာဖြစ်ပါတယ် စော်ရီအားသောဝင်ကြီးဖြင့်2014ခုနှစ်ကနေ2019ခုနှစ်ထိတာဝန်ယူခဲ့ပူတဲ့မိုဆာကစော်ရီပရိုလီကိုအခုလိုနိုင်ငံသားကစားသမားတွေအများအပြားရောက်ရှိလာမှုကပြည်ရင်းကစားသမားတွေရဲ့အခွင့်အရေးနဲ့လက်ရွေးစင်အသင်းအနာဂတ်ထိခိုက်လာနိုင်မှာကိုစိုးရိမ်နေတာဖြစ်ပါတယ်။ အသက်40အရွယ်တိုက်စစ်မိုးရော်နယ်ဒိုကအင်နာဆာအသင်းမှာတနည်းလုံအားကဒေါ်လာ213တန်ရရှိနေတာဖြစ်ပါတယ်။ Sorry Pro လေးရဲ့အချိန်ဝါကိုပိုကြီးမားစေသလို Sorry ကိုကဘာလုံးဆိုင်ရာဘောလုံးနဲ့ထိတွေ့ပေးနိုင်မှုတွေကြောင့်ရော်နယ်ဒိုကပေးရတဲ့ငွေနဲ့ထိုက်တန်တဲ့တယောက်တည်းသောနိုင်ငံသားကစားသမားဖြစ်တယ်လို့မိုဆက်ကပြောသွားခဲ့တာဖြစ်ပါတယ်။ ရုပ်သံအင်တာဗျူးတစ်ခုမှာမိုးစက sorry ကစားသမားတွေရဲ့အခွင့်အရေးကာကွယ်ဖို့နဲ့အင်ရှင်ပြက်လက်ခံကျင်းပမယ်2034ကမ္ဘာဖလားပြိုင်ပွဲမတိုင်မီလက်ရွေးစင်အသင်းကိုရှင်ပြိုင်နိုင်စွမ်းမြင်မားစေဖို့အတွက်ပြောင်းလဲမှုတွေပြုလုပ်ဖို့တောင်းဆိုသွားပါတယ်